မနဖန်17ရက်17လ2025ခုနှစ်အင်္ဂါနေ့အင်္ဂါနေ့ကိုဘာကြည့်လို့အယူတော်မင်္ဂလာနဲ့ကောက်မယ်ဆိုရင်ဥစ္စာဒနာကျွယ်ဝတဲ့နေ့ပေါ့နော်ဥစ္စာပေါ့ဒီပေါ်ဥစ္စာ17ရက်ဆိုတာ17မိငိမ့်တဲ့နေ့ဖြစ်တယ်အဲ့ဒီမှာမှတအားသမီးတို့ကြီးကြာသာပတိဂျိုကလည်းမနဖန်ကြမှာအားအကောင်းဆုံးအချိန်ကြီးနေဒီဂျိုသွားဂျိုလာနက်ခတ်သွားနက်ခတ်လာရင်လည်းပတ်သက်လို့တော့ ။ဘာကြီးကဒီထဲထဲဝင်သိလို့မဟုတ်ဘူးကောနော်။ဘာကြီးကလည်းစာပြန်ဖတ်ရတယ်ကိုယ်လည်းနားလည်းတက်ကြွနေတဲ့လူတွေရှိမှလေးလာရတယ်စီးပူးရတယ်နော်။ပညာဆိုလည်းကုန်နေမရှိဘူးသားတော်သမီးတို့ရေကိုဘလောက်တက်တယ်ပြောပြောကိုယ်တက်တဲ့လူကိုယ်တော်တဲ့လူကတော့ရှိနေ ਉ မှာပဲကောနော်။အဲ့တော့နားလည်းတဲ့ဆရာသမားတွေရှိရနေပြီးတော့ဘာကြီးပြန်လည်ပြီးမျှဝင်ရင်းဖြစ်တဲ့သားတော်သမီးတို့ရေကြာသာပြေးကြွားမနက်ဖြန်7ရက်7လကနေပြီးတော့၃လပိုင်း၁၁ရက်နေ့အထိရှိနေ ਉ မယ်တဲ့အားကောင်းနေ ਉ မယ်အဲ့ဒီ ကြာလာပြီလို့အားကောင်းခြင်းအတွက်ဘာတွေဖြစ်မလဲဆိုတော့ကံဆိုးတဲ့လူတွေကကံကောင်းလာမယ်။ဟိုစီးပွားဥစ္စာငွေကြေးအခက်အခဲရှိတဲ့လူတွေပြန်လဲပြေလဲလာမယ်နော်။ဒီတိုင်းပြေလဲလာမလားဆိုတော့မဟုတ်ဘူးတော့တမှုတွေရေရာချေတဲ့နည်းလေးတော့ရှိတာပေါ့နော်။အဲ့ဒါလေးကိုဘာကြီးကမျှဝေပေးခြင်းလို့အခုလိုအချိန်ခါအချိန်ကြိုက်ပေါ့လေ။ဘာကြီးကမငနတက်လာခြင်းဖြစ်တဲ့တာဝတမှုတွေမျှဝေခြင်းလို့တာဝတမှုတွေနော်။ဒါလေးတွေကဒီလိုအချိန်ခါလေးတွေအများနဲ့ရအောင်ဘူးကွာနောက်နှစ်3-40မှတစ်ခါပြန်ရမှနှစ်မျိုးဖြစ်တဲ့အတွက် ဘာကြီးကဒီနေ့မှာဘာကြီးရဲ့ပရိသတ်တွေကိုမျှဝေခြင်းဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေအတွက်17ရက်17လနေပြီးတော့ဟို17ရက်3လအထိဒီကြမ်းမှာရေရာချေမဲ့ကန်နေနေတဲ့ထင်ရင်ကန်ဆိုးနေတဲ့ထင်ရင်စီးပွားရေးတွေလူမှုရေးတွေအဆင်မပြေဘူးဆိုရင်နော်ဒါမှမဟုတ်ကန်ကောင်းနေတဲ့လူတွေလည်းပဲကံကောင်းနေတဲ့လူတွေလည်းပဲသူ့နဲ့သူပိုကံကောင်းအောင်ရေရာချေတာတော့မမှားဘူးပေါ့သားသမီးတွေအဲတနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေသားသမီးဆိုရင်ဂန်ကောညွန်း15ညွန်းနော်ဂန်ကောညွန်း15ညွန်းကိုဘယ်နေ့မှာသူရေရာချီရမယ်ဆိုအင်္ဂါနေ့အင်္ဂါနေ့ဆယ်နာရီမှာအင်္ဂါနေ့ဆယ်နာရီကနေပြီးတော့17နာရီအထိကွာနော်အဲတနင်္ဂနွေသားသမီးတွေဖြစ်တဲ့ဂန်ကောညွန်း15ညွန်းကိုအင်္ဂါနေ့မှာဆယ်နာရီနဲ့ဆယ်နာရီနဲ့17နာရီအတွင်းကိုရေရာချီရမှာဖြစ်တဲ့သားတို့သမီးတွေဖုန်းနေရတဲ့လာတော့ချရသေးတယ်ကွာ နောက်တနင်းနာသားသမီးတွေရေရရာချေဖို့ပါကြီးပြောပြမယ်တနင်းနာသားသမီးတွေအတွက်ကတော့ဈီးဈီးဂိုင်းတို့ဇော်သိန်းတို့နော်သူကတော့ရှစ်ညွန့်ပေါ့ဈီးညွန့်ဆိုလဲရှစ်ညွန့်ဇော်ဇော်သိန်းဆိုရင်လဲရှစ်ညွန့်သူကတော့တနင်းနာသားသမီးတွေကဗုဒ္ဓဟူးနေ့မှာနော်ဗုဒ္ဓဟူးနေ့မှာဆယ်နာရီကနေဆယ်နာရီအတွင်းပဲကွာနော်တဖျားမှာကတ်လူပူတော်ပြီးတော့ဆုတောင်းရမယ်တာဝသူတွေရွတ်တကာလာလေးတို့တော့မှပြောပြမယ်နော်နောက်ပြီးတော့အင်္ဂါသားသမီးတွေအတွက် အင်္ဂါသားသမီးတွေအတွက်ကတော့ရွက်လှပိုင်း16ညွန်းကြာသာပတိနေ့မှာအဲအဲ့လိုပဲဆယ်နှစ်ရည်နဲ့၁၇နှစ်ရည်အတွင်းမှာဖခင်မှာကတ်လူပူတော်မယ်သားသမီးတွေဗုဒ္ဓဟူသားသမီးတွေအတွက်မေမေမြို့မေမြို့ခေါ်တာဗောနော်မေမြို့ဘန်းခေါ်တာဗောအဲ့ဒီပိုင်းကို16ပွင့်ကိုကြာသာပတိနေ့မှာအဲ့ဆယ်နှစ်ရည်နဲ့၁၇နှစ်ရည်အတွင်းမှာနော်ဗုဒ္ဓဟူသားသမီးတွေနောက်ကြာသာပတိသားသမီးတွေကတီဟိုညွန့်တီဟိုသည်တီဟိုညွန့်သာရှိတယ်ဒီအတီဟိုညွန့် နှစ်ဆယ်နဲ့တညင်းကိုစနေနေ့မှာကတ်လူရမယ်နော်ကြာတော်လေးသားသမီးတွေစနေနေ့မှာဆယ်နာရီကနေဆယ်နာရီအတွင်းကတ်လူရမယ်တောက်ကြာသားသမီးတွေအတွက်ကနှင်းစီပန်းဆယ်ပွင့်ကိုတနင်္ဂနွေနေ့မှာတောက်ကြာသားမီးတွေတနင်္ဂနွေနေ့မှာကတ်လူပူသွားမယ်ဆယ်နာရီဆယ်နာရီပဲနော်စနေသားသမီးတွေအတွက်ကတော့အုံညွန့်ချောင်းညွန့်ကိုတနင်္လာနေ့မှာအဆယ်နာရီ30မှ7နာရီအထိအကတ်လူပူသွားမယ်နော် တောက်ကြာလည်း10နာရီ30မှ12နာရီကျာသာဝတိကလည်း10နာရီ30မှ12နာရီဘုဒ္ဓဟူးကလည်း10နာရီ30မှ12နာရီဖြစ်တဲ့တောက်တို့မျိုးရင်အဲအားလုံး10နာရီ30กว่าဘာကြီးဖတ်ရမှာပါဘောနော်10နာရီ30ကနေပြီးတော့12နာရီအတော်တွင်ဟိုဗာနေသားသည်မဆိုဖះမှာကတ်လူပူတော့ပါသွမ်းတက်စီပန်းတက်စီရေတက်စီနဲ့ရောပြီးတော့ကတ်လူပါမကတ်လူပြီးတော့မိမိလိုရာစုကိုတောင်းရမယ်အဲ့ဒါတောင်းပြီးတဲ့ခါကျရင်ဂါရာလေးတစ်ခုယူရမယ်နော် အဟိလာဘံအဟိဒနံအဟိပီယံဆိုပြီးတော့ခုနှစ်ခေါက်ယူရမယ်နော်အဲ့ဒီမှာအုံခံရမလို့သာသမှုတွေအပွင့်ကာတာလေးမို့လို့အုံခံရမလို့အဟိလာဘံအဟိပီယံအဟိဒနံဆိုပြီးတော့ခုနှစ်ခေါက်ယူဆိုပြီးတော့သာသမှုတွေလူကစုဖို့တောင်းလိုက်မှာပြည့်ပါလိမ့်မယ်လို့နော်ဖုံးကခဏခဏသာတော့ပြောရတာမကောင်းသာသမှုတွေအပေါ်မှာဖုံးကခေါ်နေတယ် ။ဘာကြီးကဒီမှာပြောနေအခက်ခဲတွေရောရှိပါတယ်။ဒါမှမဟုတ်အခက်ခဲတွေရာတင်ပြတာမလို့တောင်းသူတွေမှတ်မှတ်သားလေးလုပ်ကြည့်ကြပါလို့နော်ကိုတို့လည်းအပန်းမကြီးပြီမဲ့တောင်းသူတို့ကန်ဆိုးကန်ညံ့နေပျောက်ကွယ်ပါလိမ့်မယ်။ကျွေးတင်နေတဲ့သားသမီးတွေငှက်လာမှပိတ်နေတဲ့သားသမီးချစ်သူနဲ့ကိုယ်ကွင်းနေတဲ့သားသမီးတွေဘာကြီးပြောတဲ့ရေရရလေးတွေကိုလုပ်ကြည့်ကြပါလို့ပြောနေတောင်းသူတွေအားလုံးကျမ်းမှချမ်းသာရအောင်လူဝါဆန္ဒပြေဝကြပါစေ။